အဲဒီကိန်းကတော့ကျွန်တော်ဘယ်လိုအကြံရတယ်လဲဆိုတော့ insight ဆိုရင်ကျွန်တော်စောမီယာနေစတာပါကျွန်တော်အရင်ဆုံးကျွန်တော်အထင် limbo အရင်စဆော့ဖြစ်တာထင်တယ် limbo ဆိုအကောင်လေးရပဲဒီ environment ဟိုအဲ environment ကလည်းကျွန်တော်တို့တအား atmosphere ဖြစ်တယ်ဒုတိယတေကိုတိတိကျကျလေးတို့တုံးထားတော့တော်တော်လေးဟိုဆော့ရ immersive ဖြစ်တယ်ဗျအဲ့လိုမျိုးပေါ့အဲ့နဲ့ကျွန်တော်အဲ့ game ကိုဆော့တယ်တော်တော်လေးဆော့လိုက်တယ်တော်တော်လေးဆော့လို့ခောင်းတယ်အဲ့ဆိုကျွန်တော်သူ့ရဲ့ company တခုတည်းရပဲထုတ်တဲ့ insight ကိုကျွန်တော်ထပ်ဆော့ကြည့်တော့တော်တော်လေးကြိုက်သွားတယ် အဲ့ဒါမှာ mechanic တွေအား share ကောင်းတာပေါ့။အဲ့လည်းကျွန်တော်ကလည်းအချိန်ဘာဂိမ်းမှလည်းကျွန်တော်လုံးဆရာမရှိဘူး။အာဒီဟာနဲ့တူတဲ့ other game တစ်ခုအနေနဲ့လုပ်လို့ရရဆိုပြီးတော့မှဆလုပ်ဖြစ်ခဲ့တာ 2.5D လို့ကျွန်တော် 2.5D ဆိုလို့ရ search ကိုလာဖြစ်နေတာပေါ့။ဆိုတော့ကျွန်တော်အဲ့ movement တွေတော်တော်များများကိုဒါ bug ကိုပဲ scratch ကနေရပါအဲ့ဒီကောနော်။အခုကြည့်နေမိတ်ဆွေကသူတို့မျိုး game တွေကိုဖန်တီးတက်ချင်နေဆိုလို့ရှိရင်ကျွန်တော် game maker မြန်မာမှာကို game ကို funding ဆိုတဲ့အတန်းရှိနေပါပြီ။ ီတန်းမှာမိတ်ဆွေကစူပါမန်ကီဘောဂိမ်း 2D ပလက်ဖောင်မှာနဲ့တပ်ပါဆန်ရှူတာဂိမ်းတွေကို၃လအတွင်းဖန်တီးရင်းနဲ့ Unity Game Engine C# Programming ကိုကြီးညက်အောင်တင်ကြပေးသွားမှာပဲဖြစ်ပါတယ်မလေးအတိုင်းပြီးသွားတဲ့အခါမှာမိတ်ဆွေကိုယ်တိုင်ဖန်တီးခြင်းတဲ့ game တွေကို confidential ရှိနေဖန်တီးနိုင်အောင်ရည်ရထားရပဲဖြစ်ပါတယ်။ဒါ့အပြင် certificate နဲ့ professional game လောက်အတူဖြစ်လာဖို့အတွက် roadmap တွေကိုလည်းချပြပေးသွားမှာပဲဖြစ်ပါတယ်။နောက်တန်းကတော့ဇွန်လ25ရက်နေ့မှာဖွင့်လှစ်မှာဖြစ်ပြီးတော့အတိုင်းကြီးရောက်နှစ်သိန်းခွဲကျတဲ့မှာပဲဖြစ်ပါတယ်။တန်းကလူပြည့်လက်ညံတာကြောင့်ကျွန်တော် page မှာလာရောက်စီးရင်သွင်းထားလိုက်ပါ။ အပြင်မိတ်ဆွေကကိုပိုင် 3D model တွေကိုဖန်တီးပြီးကိုယ်ခင်းထဲမှာပြန်သုံးကျင်နေဆိုလို့ရှိရင်လည်း 3D modeling class ရှိနေပါပြီ